အဖိုးအိုတယောက်ကဝါပင်တပင်ကိုဓာတ်နဲ့ခုတ်လိုက်တယ်။အဲ့ဒီနောက်မှာပဲဝါပင်ထဲကနေရွှေစနှင်းငယ်ထွက်ကြလာခဲ့တယ်။ဒါကိုမြင်တော့အဖိုးအိုလည်းတွေးဝေးမနေတော့ဘူး။သူ့သားကိုလွှဲပြီးအကုန်ခုတ်ချလိုက်တာပေါ့။ဝါပင်ကြီးဂျိန်းနဲ့ကျိုးသွားတဲ့အခါရွှေတင်ကားပြားတွေအများကြီးတလားဟောထွက်ကြလာပါလေရော။အဖိုးအိုဟာသူ့တက်တက်မှာဒီလိုမြင်ကွင်းမျိုးတစ်ခါမှမကြုံဘူးတော့ကြောင်ပြီးမြေကြီးပေါ်မှာထိုင်ချလိုက်မိတယ်။ဒါပေမဲ့ပူပြီးသူ့ဆန္ဒတစ်ခုကဝါညွန့်လေးတွေဟာမျက်စိရှိမှလည်းအချိန်နဲ့ကြီးထွားလာကြတယ်။ ခဏလေးတွေးမှာပဲလူတရက်စာလောက်မြင်လာပြီးထိတ်မှာအဖူးလေးကနေပန်းတပွင့်ပွင့်လာတယ်အဲ့ဒီပန်းပွင့်ထဲကနေမျက်စိကျိန်းလောက်အောင်တောက်ပတဲ့အလင်းရောင်တွေဖြာထွက်လာပြီးပန်းပွင့်ရဲ့အလယ်မှာလူပုလေးတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်အဖိုးကလည်းမြေပေါ်မှာတူးထောက်ပြီးအယိုတည်ပေးလိုက်တယ်အနားကိုတိတိချာချာသွားကြည့်လိုက်တော့လူပုလေးကအိမ်ပေါ်ကျနေလေရဲ့အဖိုးကလည်းသူ့လက်ကဖုံတွေကိုခါလိုက်ပြီးလူပုလေးကိုအမျက်တနှိုးနဲ့အိမ်ကိုပွေ့ချီခေါ်ဆောင်သွားခဲ့တယ်အဖိုးအိုတို့ဇနီးမောင်နှံမှာတာသမီမရှိဘူးလေဒီလိုထူးထူးဆန်းဆန်းကလေးလေးတယောက်ရောက်လာတော့သူတို့မှပြောလို့မဆုံးပေါ့ အဖွားဦးကကလေးလေးကိုမြင်မြင်ချင်းပဲယတနာလေးတစ်ခုလိုလက်ထဲမှာအตาရပွေ့ချီထားလိုက်တယ်။ကလေးလေးရဲ့အပေါ်လေးကိုဖယ်လိုက်တာနဲ့ချက်ချင်းပဲဝဝကိကိကလေးလေးဖြစ်ပြောင်းသွားတယ်။ကလေးငယ်ရဲ့ငိုတန်လေးကအိမ်တိုင်လုံးမှာပြန့်လွင့်နေတော့တယ်။သူတို့လည်းအဝိနုနုလေးတစ်ခုနဲ့ထွေးပွေ့ပြီးနှုတ်ထင်းတယောက်သွားရှာဖို့အိမ်ကနေထွက်ခဲ့ကြတယ်။ဒါပေမဲ့လမ်းတစ်ဝက်မှာပဲအဖွားဦးရဲ့ခန္ဓာကိုယ်မှာထူးခြားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာတယ်။သူ့ရင်ထဲမှာမိခင်တို့ရည်တွေပြန်ပြည့်ရှင်လာလိမ့်မယ်လို့ဘယ်တော့မှတွေးမထားခဲ့ဘူး။ကလေးမလေးကနှုတ်ရည်ကိုအားရပါးရဆုပ်လိုက်တာမကြခင်မှာပဲသူမရဲ့ရည်တန်လေးတွေထွက်ပေါ်လာတော့တယ်။အိမ်ပြန်လမ်းမှာတော့ နွေဦးလီပြေးအေးလေးကတိုက်ခတ်လို့ဇီးပန်းတွေကလည်းလမ်းတစ်လျှောက်ပွင့်လန်းနေကြတယ်ကလေးမလေးဟာသူ့ကိုမသိလိုက်ခင်မှာပဲတဖြည်းဖြည်းနဲ့လေးလံလာတယ်ကလေးမလေးဟာမကြခင်မှာပဲဖားလေးတစ်ကောင်လိုခုံဆော့ခုံဆော့လုတ်တက်လာတယ်တရက်လောက်အတွင်းမှာပဲလမ်းကိုမခိုင်တခိုင်ဆန်းလျှောက်တက်လာတယ်ကလေးမလေးကအဖိုးအိုရှိရာကိုရိုင်းနေရိုင်းနေနဲ့လျှောက်လာတဲ့အခါအဖိုးအိုကသူ့ကိုရင်ခွင်ထဲမှာပွေ့ထွေးထားလိုက်တယ်မကြခင်မှာပဲကလေးမလေးကစကားတွေတီတီတာတာပြောတက်လာတယ်တော်တဲ့ကတိရစ္ဆာန်လေးတွေကလည်းကောင်မလေးနဲ့ဆုတ်ကစားရတာကိုကြိုက်ကြတယ်အဲ့ချိန်မှာဒေါသထွက်နေတဲ့တောဝက်ကကောင်မလေးကိုရံပြုတ်ဖို့ရုတ်တရက်ပြေးဝင်လာတယ် ကောင်းလေးတစ်ယောက်ကအနေရနဲ့ဂျုံနေတဲ့သူ့ကိုကယ်တင်ခဲ့တယ်သူတို့နှစ်ယောက်တောင်ကုန်းပေါ်ကနေအတူတူလိမ့်ကျသွားကြတယ်အနေရရီအားလုံးခင်းစင်သွားတဲ့အခါမှာတော့ကောင်းလေးဟာကောင်းမလေးကအရွယ်ရောက်ပြီးပူလာလာတာကိုအန်ဝဒကြီးတွေ့လိုက်ရတယ်လမ်းတစ်လျှောက်လုံးမှာကလေးတတိုက်ကတချင်းတစ်ပုတ်ကိုတပြောတစ်ပါးညှိစုံနေကြတယ်ကောင်းမလေးကအဲ့ဒီတချင်းကိုတစ်ခါမှမကြားဘူးပေမဲ့သူမှလည်းအလိုလိုလိုက်စုံနေမိတယ်တချင်းဆိုရင်လည်းမျက်ရည်တွေတောင်ကျလာခဲ့တယ်တငယ်ချင်းတွေနဲ့အတူကစားရတဲ့အတန်တွေကသူ့ကိုပျော်ရွှင်စေခဲ့ပါတယ် ဝါတော့ရဲ့တစ်ဖက်ချမ်းမှာတော့အဖိုးအိုကလည်းကောင်မလေးကိုစိတ်ပူပြီးလက်ရှာနေခဲ့တယ်ဘလို့ပဲပုံမှန်မသိပဲသူဟာအလင်းရောင်တောက်ပနေတဲ့ဝါပင်ကြီးကိုသွားတွေ့တယ်အနားကိုကပ်ပြီးတိတိကျကျကြည့်လိုက်တဲ့အခါဝါပင်တဲကနေတံမိုးကြီးပိုးထဲအဝတ်စားတွေကသူ့လိုလိုထွက်ကြလာပြီးအဖိုးအိုရဲ့ကိုယ်ပေါ်ကိုတွားချုံပေးလိုက်တယ်အိမ်ပြန်ရောက်တော့အဖိုးအိုကသူ့စနီးကိုသူ့ကြုံခဲ့ရတာတွေအကုန်ပြောပြလိုက်တယ်ဝါတော့တဲကရတဲ့ရွှေဝတ်စားတွေဟာကောင်းကင်ဘုံကပေးတဲ့နိမိတ်ကောင်းမဖြစ်ရမယ်လို့သူယုံကြည်သွားတယ်ကောင်မလေးကိုအကြောင်းပြုပြီးရလာတဲ့စီးစိမ်ဥစ္စာတွေကိုအသုံးချဖို့အတွက်အဖိုးအိုဟာခန်းသားထဲဝါတဲ့နန်းတော်ကြီးတစ်ဆောင်းဆောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့